ဆရာနာရှင်စနစ်ကနေဒီမိုကရေစီစနစ်ကိုကူးပြောင်းဖို့ ABSDF ចောင်းသားတက်မတော်ကဆက်လက်တိုက်ပွဲဝင်နေကြောင်းចောင်းသားတက်မတော်ဖွဲ့စည်းခဲ့တဲ့38နှစ်ပြည့်မှာဥက္ကဋ္ဌရဲဘော်တန်ခဲကပြောကြားလိုက်ပါတယ်။မောင်ဒူးသတင်းပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။ထိုင်းမြန်မာနယ်စပ်မှာပြုတ်လုတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ចောင်းသားတက်မတော်ဖွဲ့စည်းတည်ထောင်ခြင်း38နှစ်မြောက်အထိမ်းအမှတ်ဖြစ် ကြာဆုံးရဲဘော်တွေကိုရည်စူးတဲ့စွန်းကတ်လူပွဲမှာအခုလိုပြောခဲ့တာပါကျွန်တော်တို့စနစ်ပြောင်းဖို့အတွက်တိုက်နေကြတာဖြစ်တယ်အဲအထူးသဖြင့်ကတော့ဒီနေ့အချိန်မှာအာကျွန်တော်တို့တိုင်းပြည်ရဲ့အချိန်ကြီးကဖက်ဖက်ကကြဆုံပြီးတော့မှအာချွတ်ချုံကြနေရတဲ့အချိန်ဖြစ်ပါတယ်ဒါဟာစစ်အာဏာရှင်စနစ်ကြောင့်မို့ကျွန်တော်တို့ကအခိုင်အမာယုံကြည်တယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အောက်ကိုဒီလိုတိုက်ဆွဲမဲ့ရွေးကောက်ပွဲတို့ဟန်ပြတွဲဆောင်စနစ်ဆိုတာကကျွန်တော် တိုင်းပြည်လိုအပ်နေတဲ့နိုင်ငံပြည်ပြဿနာတွေကိုလုံးဝဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မို့ဒီအားတွေကအာကျွန်တော်အားလုံးအတွေ့အကောင်းကျိုးတဲ့အဆိုးတွေကိုပဲတိုင်းပြည်ကိုတည်ဆောင်သွားလိမ့်မယ်လို့ယူဆတယ်။ဒါကြောင့်မို့ကျွန်တော်လိုအပ်နေတာကစနစ်သစ်တစ်ခုဖြစ်တယ်၊စနစ်ပြောင်းရေးဖြစ်တယ်၊လိုအပ်နေတဲ့အားလုံးရဲ့ဒီမိုကရေစီရေးတန်းတူရေးကိုပိုင်ပြဋ္ဌာန်းရေးဝင့်ကိုအာမခံတဲ့အဲနိုင်ငံရေးသဘောတူညီချက်တွေဖြစ်တဲ့နိုင်ငံရေးအစီအမံတွေဖြစ်တဲ့အဲအဲ့အရာတွေကိုအာမခံနိုင်တဲ့ဖွဲ့စည်းပုံအစ်စ်ဖြစ်ပါတယ်။ဒီဒီ အစီအစဉ်အစ်ကိုရောက်ဖို့เนาะဒီနိုင်ငံရေးစီမံအစ်ကိုကျွန်တော်အားလုံးအဲ ABS ရဲ့ကျောင်းသားတက်မတော်အနေနဲ့အဲကြားအနေအားကဆက်လက်ထမ်းဆောင်နေတယ်ဆိုတာအလေးနဲ့ပြောချင်ပါတယ် ABS ဒီရဲ့ကျောင်းသားတက်မတော်ကို1988ခုနှစ်နိုဝင်ဘာလတရက်ကထိုင်းမြန်မာနယ်စပ်မှာစတင်ဖွဲ့စည်းခဲ့ပြီးအခုအခါမှာတော့ကရင်မွန်ကရင်နီကချင်ပြည်နယ်တွေနဲ့အညာဒေသတလောမှာ EBS ရဲ့တပ်ဖွဲ့တွေ လှုပ်ရှားနေကြပါတယ်ဒါက1980အချိန်လေးနဲ့လုံးဝမတူတော့ပါဘူးကျွန်တော်ဒီနေ့အချိန်လေးမှာဆီယနာရှင်ရဲ့ရဲ့ဖိနှိပ်မှုတွေကိုကျွန်တော်တို့နေရာအနှံ့ပြားမှာကျွန်တော်တို့တွန်းလှန်ပုံကန် အဲဆန့်ကျင်တိုက်ပွဲဝင်နေတာဖြစ်ပါတယ်ဒီတိုက်ပွဲတွေဟာတောင်ပေါ်မြေပြန့်အနှံပြားမှာပေါက်ဆက်သွားပြီဖြစ်ပါတယ်အဲ့တော့လူထုတိုက်ပွဲနဲ့လက်နက်ကင်တော်လန်ရေးတွေဟာပေါက်ဆက်နေတဲ့အခြေအနေဖြစ်ပါတယ်တော့ဒေတာတခုထဲမှာဖြစ်နေတာမဟုတ်ဘူးတနင်္ဂနွေလုံးမှာဖြစ်နေတာအဲ့တော့လူထုရဲ့ဆန့်ကျင်ပုံစံမှုတွေဆိုတာက အပြောင်းလဲကိုတောင်းဆိုနေတာဖြစ်တဲ့အတွက်ဒီအပြောင်းလဲဟာဟာကျွန်တော်တို့အားလုံးလူတို့ကိုယ်တိုင်ရုံးကန်နေရတာကျွန်တော်တို့အားလုံးကိုယ်တိုင်ရုံးကန်နေရတဲ့တမိုင်းတစ်ကိုရေးထိုးနေတာဖြစ်ပါတယ်ဒီတိုင်ပွဲစီဘလူးပါမှာဟန်တာလို့ရလိမ့်မှာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ကိုနိုင်ရမယ်ဆိုတာအလေးနဲ့ယုံကြည်ပါတယ် ABSDN သောတာဓမ္မတော်ဤသောတာဓမ္မတော်ဤ39နှစ်မြောက်ကာလအတွင်းအသက်ပေးလူကြကုန်သောသောတာဓမ္မတော်ရေမောရေဝဲများအား ကျေစုရည်မှန်း၍ကောင်းရာသူကတိကောင်းရာဘုံဘဝကောင်းရာဘုံဌာနသို့လာရောက်ပါစေခြင်းအကျိုးငါဤသို့ကျေစု၍လူရန်ရသောကုသိုလ်ကံဒီသက်ဆို38မြောက်တိုင်းရဲ့နေ့ပါကျွန်တော်တို့အားလုံးကရဲဘော်တုံးနဲ့အတူခြေသက်သူပဲဂုံယူပီတိဖြစ်တဲ့နောက်တစ်ခုကတိုင်းသားလူမျိုးစုတွေ ျွန်တော်တို့လက်ကျွဲတိုက်ပွဲမှာလည်းကျေးဇူးတင်ပါတယ်ကျန်တဲ့ငင်းငယ်ရေးအတုရောင်ခေါ်ခေါ်တာဒီအတုရောင်ရွေးကောက်ပွဲလုပ်တယ်ကျွန်တော်ဘာမှစိတ်မဝင်စားဘူးကျွန်တော် EVS EVS ဆေးရလုတ်ဆရာရှိတာကိုဆက်ပြီးလုတ်သွားမယ်ဆိုတော့ဒီကနေ့မှကြောက်ရဲဖို့တို့ကျွန်တော်ဂတိသစာပြုတယ်ကျေးဇူးတင်ပါတယ်နိုဝင်ဘာလ၁ရက်ကြာရောက်တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSD ရဲ့ចောင်းသားတပ်မတော်ဖွဲ့စည်းတည်ထောင်ခြင်း39နှစ်မြောက်အခမ်းအနားဒီကို ကျောင်းသားတက်မတော်တရင်တက်ဖွဲ့အသီးသီးမှလည်းကျင်းပခဲ့ကြပါရယ်ခမညာကျွန်တော်မောင်ဒုဘာ